ဘာရီခွဲကြနေမလဲကစ်ကလေးတို့ဇနီးပေါင်းလဲဆိုလဲသွားတယ်ဒါတီတီတို့ဥဲတို့လဲသွားတယ်ပေါ့နော်မနာလူပြလဲသူတို့ကစကုံလုံးဒီမလေးမှာသွားရောက်လူရန်ကြတာတွေ့ရတဲ့အတွက်လဲတကယ်သူတို့ကိုကျေးဇူးလဲတင်ပါတယ်လို့လွတ်ပြန်ပြင်းတယ်ဝင်နေဝ ဒီလိုဒီလိုဒီလိုလေးဆိုတော့ဖြိုချလိုက်တယ်လို့ဖြစ်တာအကုန်တော့ကြောက်စရာအရင်ကောင်းတာပဲပြောပြောမလဲအဆိုးကားကြီးအဲ့လိုပြောဝဲရှင်ဝဲကြီးအကြီးကြီးမလုံတော့ပဲနဲ့ဒီမြမရိုးရတချံကိုသူအေးချမ်းတရားစာလေးပဲဒါကျင်းပါကြမှာလေဆိုတော့ဒါဝါတို့အဆိုးကားကြီးလုံးဝမပါတော့ပါဘူးဒီနေ့ကတော့ဒီငလင်တန်တဲ့ပြည်သူတွေကိုဒီမြန်မာနိုင်ငံရုပ်ရှင်အစည်းအဝေးတွေတဆင့်တော်ဝါတို့မမများဖွဲ့ရနေ ဆယ်သိန်းပေါ့နော်ဆယ်သိန်းလူတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီလူပွဲလေးပါဟုတ်ငကူစီစဉ်ကတော့ဝါတို့တွေကဒီပြည်သူရင်မြန်မတ်တ်မှာကပဲပေါ့နော်ဒီတကြံရင်ကဖို့အတွက်ကိုစီစဉ်ထားတာပါအဲ့မှာစီစဉ်ထားတော့လေဒါအခုဒီလူဖြစ်လက်တော့ဖြစ်သွားတဲ့ဒီဘာဝပင်းရည်ကြောက်လာတဲ့အတွက်ဒီအကုန်လုံးပေါ့နော်ဒါမြန်မာတန်နိုင်ငံလုံးမဲဒီ ပြောဘယ်လိုပြောမလဲအဆိုအကတွေအဲ့လိုပြောဝဲရှင်ဝဲကြီးအကြီးကြီးမလုပ်တော့ဘဲနဲ့ဒီမြမရိုးရတချံကိုဟိုအေဂျင့်တာယာစာလေးပဲဒါကျင်းပါကြမှာလေဆိုတော့ဒါဝါတို့အဆိုအကတွေလုံးဝမပါတော့ပါဘူးဆိုတော့အဲ့ဒါရေနောက်အဲ့ဒီအတွက်ကိုလည်းဒါစပွန်ဆာရေးပေးထားကြတာဝိစုံကို၄စုံ အဲပေးရဲနောက်ရံမုံငွေမရှိတဲ့အတွက်လည်းရံမုံငွေမတည်ဖို့အတွက်လည်းပေးထားတာရှိရဲ့အတွက်အဝတ်စုံတွေလည်းချုပ်ရတာပေါ့နော်ဝတ်စုံတွေချုပ်အကတိုက်တာတွေသွားကြဘာညာလှုပ်ပြီးတော့မှဒါဒီထက်ရပဲဒါဘယ်မှာထားကြရှိရလဲလဲထားမယ်ပေါ့လေဒါပြီးဒီထက်ရမှဒါအလူငွေပေါ့လေငလင်ပြန်တင်းတဲ့သူတွေကိုဟိုတက်နဲ့တားသီးတွေလှူဒန်းတာပါဟုတ် ဟုတ်တယ်29ရဲ့နေ့ကျ M3 မှာဟိုရင်းမြန်အောင်အသင်းကသူတို့တကြီးပူဇော်ဝဲပေါ့တကြီးပူဇော်ဝဲကိုဖိတ်ထားတယ်ဒါပေမဲ့လည်း28ရဲ့နေ့မှာပဲဖြစ်လိုက်တာငလင်ကဖြစ်လိုက်တော့ဟိုဒီပပရဲ့မျိုးသားလည်းမြန်အောင်အသင်းထဲမှာပါတယ်သူဆိုသူကပဲဟိုတက်လာတာတွေကအရင်ဒီမှာ line မော်တက်လာတာတွေကတကယ်ကို ထိခိုက်တန်ရာရတာပြိုတာတွေအများကြီးဖြစ်လာတဲ့အတွက်လေမကရင်ကောင်းမယ်ပေါ့လို့ဆိုတော့ဟုတ်တယ်အဲ့လိုအချိန်မှလည်းမကချင်ပါဘူး ဟိုသူများတွေလည်းအရန်ကြီးဝင်နေပူစေးနေကြချင်းဆိုတော့လည်းမကကျင်တာနဲ့အဲ့29ရက်နေ့ပွဲကနေစဖြတ်လိုက်တာပါဟုတ်အာနီလမိုင်မှာဖြစ်တာပေါ့လीနီလမိုင်ဖြစ်ညနေပိုင်းကျအားလုံးလူဆုံနေဆုံပြီးတော့ငလင်းချောင်းပြောပြကြတာပေါ့နော်အဲ့လိုအဲ့လိုဖြစ်တယ်အရန်ပြိုကြတယ်ဘာညာဆိုဟိုဝဝါကြနီလမိုင်မှာအဲ့နီကသူဟိုဒီအဲ့အတွက်ပြည်သူ့ရင်မြေမှာတချင်းဆိုဖို့အတွက်ကိုတချင်းတိုက်ဖို့စတူဒီယိုတွေလည်းအရောက်ဖင်ထိုင်မဲ့လုံးမှာဒီလိုကြီးရမ်းတာဟာဒီရမ်းတာဟာမူးလိုက်တာမူးလိုက်တာဘာဖြစ်လဲဆိုတော့ငလင်းငလင်းငလင်းဆိုအဲ့စတူဒီယိုကနေထွက်ပြေးကြတယ်ထွက်ပြီးလက်မှတ်မှာ ကြောက်လုံးတော့ဘောနော်အဲ့လိုရိမ့်နေတာကိုရီရှိမဒီလိုရိမ့်ပြီးမူးတာအဲ့တက်လာတဲ့ဗီဒီယိုဖိုင်တွေကြာမန္တလေးတို့ဒီအမရပူရဲစကိုင်းဒီလိုဒီလိုဒီလိုလေးဆိုတော့ဖြိုချလိုက်တယ်လို့ဖြစ်တာအကုန်တော့ကြောက်စရာအရင်ကောင်းတာပဲဆိုတော့အဲ့မှာညာဘင်းကြတော့အကသာတိုက်နေတာစိတ်ကညစ်နေကြတာဘောနော်ဟောတက်တက်ရောက်ကကြည်လိုက်ဟာဘသူဒီဘာကြီးဖြူဖြူပြန်ပြီဘာကြီးပြိုးပြန်ပြီ ਨੇ ပြောတော့လေ ဲ့လိုအကသာတိုက်နေတာစိတ်ကအဲ့လိုစိတ်တွေညှင့်နေပြီနောက်လေးရလည်းနည်းနည်းလေးလေးလေးကြကြသေးရနော်လေးရလည်းအရန်တိုက်လာရှိမှလေးစိတ်တွေတမျိုးကြီးဖြစ်နေတာအဲ့မှာနောက်ကြတော့အဲ့ကိုဝင်းထင်ကနေအန်ဒီဝါရေးတဲ့မင်းဖြန်ကစီစဉ်လေးဖြစ်လိုက်ရင်ကောင်းမယ်ထင်တယ်ကျွန်တော်တို့ဒီလောက်သူများကြီးဖြစ်နေပါလို့မကရင်ကောင်းမယ်ထင်စားအင်းဟုတ်တယ်လေတို့ဟုတ်တယ်ကိုဝင်းထင်လို့အားလုံးဖြစ်လိုက်မယ်ဆိုပြီးအဲ့အဲ့ရနေစဖြစ်လိုက်တာ โอเคအကားဓာတ်ကြီးပါတယ်တော့အကုန်လုံးဒီမှာတနေငယ်လုံးဘယ်သူမှမလုပ်တော့ဘူးဆိုတော့လေအကုန်ဖြတ်သိမ်းထားတယ်ဒါလေးရတော့ဝါတို့ဒီစပွန်ဆာပေးတဲ့ထရာတွေမတီးပေးတဲ့ထရာနေဒါကိုယ့်ရဲ့ချွေးနေစာလေးပေါ့နော်အဖွဲကိုစားအဖွဲတစ်ဝက်လုံးကလာပြီးတော့ဒါဒီမြန်မာနိုင်ငံရုပ်ရှင်စည်းဝါးနေတဆင့်ဒါငလင်းငလင်းတန်းတဲ့ပြည်သူတွေသူတို့နောက်တစ်ခေါက်သွားလူအောင်ပါလေဆိုတော့အဲသွားလူအောင်မှာဆိုတော့အဲ့ထမတက်အားတွေလေးဝါတို့လူတန်းကြတာပါ ဟိုတကယ်ကိုဘယ်သူမှမထင်ထားနိုင်နေမထင်မက်လောက်အောင်ဖြစ်သွားတာလीဒီတဘာဝဘင်းရဲ့နေကြီးဆိုရလဲရှောင်လဲလို့လဲမရဘူးဖြစ်သွားရဲ့အတွက်လဲတကယ်လဲစိတ်တိခဲ့ရပါတယ်မိသားစုကြီးဟိုအကုန်လုံးပါသွားပြီးတော့ကြံခဲ့တဲ့သူကြီးငိုတာကြီးလဲတွေ့ရတယ်ဟိုတော်တော်ကိုစိတ်ဆင်းရဲစရာကြီးကောင်းတာကြီးလဲမြင်ရတွေ့ရတာပေါ့နော်ဒါမလွဲတာမရှောင်တာဖြစ်သွားရဲ့အတွက်လဲတကယ်ဟိုထတ်တူခံစားပြီးဝမ်းနေရပါတယ်ပူဆွေးရပါတယ်လို့ဖြစ်သွားပြီးမှတော့လဲကြံခဲ့တဲ့သူတွေကကိုကိုကိုချက်မှတ်ရေးကူးဆိုင်ပြီးဟို အားတင်းထားပါလို့ပဲပြောချင်ပါတယ်ဟုတ်တရုတ်ဆောင်နေတကယ်လက်ရှိအောင်မြင်နေတဲ့တရုတ်ဆောင်နေတော်တော်များများကငွေအားလူအား လူကိုယ်တိုင်သွားပြီးလူဓာတ်တွေလည်းတွေ့ရတယ်ငွေတွေလည်းလူဓာတ်တွေလည်းတွေ့ရတယ်အဲ့အတွက်လည်းအရန်ကိုဝမ်းသာကုန်ရပါတယ်ဒါပါပဲဖြစ်ဖြစ်ဒါကစ်ကလေးတို့ဇနီးပေါင်းလည်းဆိုလည်းသွားတယ်ဒါတီတီတို့ဦးဝဲတို့လည်းသွားတယ်ပေါ့နော်ဒါသူတို့ကဆအကုန်လုံးဒီမလေးမှာသွားရောက်လူတန်းကြတာတွေ့ရတဲ့အတွက်လည်းတကယ်သူတို့ကျေးဇူးလေးတင်ပါတယ်လို့တကယ်ဒီလိုဒုက္ခရောက်နေတဲ့အချိန်မှာဒီလိုလူတန်းပေးချတဲ့အတွက်လည်းဒါကြောင့်အနုပညာရှင်တွေလည်းတကယ်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်